ပွဲတွေတော့တော့ကြာဒီပမာနိုင်ငံမှာတော့ဟိုမသိဘူးเนาะကျွန်တော်ဟိုဆိုတာနိုင်ငံမှာတကယ် quality ရှိတဲ့လူမှတကယ်စုရတယ်ဒီမှာလုံးဝတိုက်တယ်ဝယ်လို့ရတယ်လို့အဲဘာလို့မရှိဘူးတဲ့မှာကျွန်တော်ဒီမှာဆိုချိုးတွေ miss တွေ mr တွေပြိုင်နေတယ်လို့ဆိုကျွန်တော်ချိုးတွေဆိုနည်းနည်းခေါဝဝတွေ body ပြည့်နေတာတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့ပြောကြတာလေကို့အတွက်အချိန်ကုန်မခံပါနဲ့ကို့အိမ်ထဲကထွက်လိုက်တာနဲ့တော့တိုက်စီကအကုန်နေတာလေအဲ့တော့ကို့ကကို့ပြည့်မိမှပဲပြိုင်တာမျိုးချိုးဆိုပေါင်လုံးကြီးတုတ်တုတ်ကြီးနဲ့ miss ဝင်ပြိုင်တာ တော့ခါတုတ်တုတ်ကြီးနဲ့ပြေးပွေးပြန်တယ်အဲ့ဒါကကိုတို့အချိန်ကုန်တာပဲတဲ့အိမ်ကထွက်တာနဲ့တိုက်စီကကုန်မယ်အဲလမ်းမှာရေဝဲတောက်ရမယ်ထမင်းဝဲစားရမယ်နော်အဲ့ရီယာဆယ်သွားတဲ့ခါမှာအချိန်နေပေးရမယ်ဝတ်စုံနေချောရမယ်အဲ့အတွက်ဟိုဥစ္စာဖြစ်တယ် ကျွန်တော်တို့ပေါ်တော့ဒီဘန်ကောက်မှာပပိုင်မြမဟာ international ပွဲမှာကျွန်တော်တို့ agency ကနေစာချုပ်ချုပ်ပြီးတော့သူတို့သူ့ကိုလွှတ်ပေးလိုက်တာပါ။နောက်သူ့နာမည်က Yuga နော်။ဟုတ်ကဲ့။ Yuga Yuga ပါ။ Yuga မှာနာမည်အရင်ကတော့ဟိုပါလေ။အောင်မင်းသူ။အောင်မင်းသူပေါ့နော်။အာဒါကျွန်တော်တို့ agency မှာအခုသူကလုံးလုံးနေတာပေါ့နော်။အဲ့တော့ကျွန်တော်တို့ကပုံမှန်ကတော့ကျွန်တော်ပွဲတွေပါအဲလုတ်ပြီးတော့ရွေးပြီးတော့ပါလွှတ်အောင်ပေါ့နော်။ဒါပေမဲ့ကျွန်တော်ကတော့ဒီချိန်မှာပွဲလုတ်ဖို့လည်းချိန်သိမ်းမရှိတော့ဘူး။ပြိုင်မှာကတော့ဟိုပါလေဂျွန်လ2ရက်နေ့ ကျွန်တော်နေ့ရက်နေ့ရောက်သွားမှာဆောင်းလာပိုင်းနေ့ရက်နေ့သွားမှာဟိုကပွဲစဉ်อ่ะပဲဘယ်ချန်ရနေပဲလေနေ့ရက်နေ့ရနေ့10ရက်နေ့နေ့ရက်နေ့ရနေ့10ရက်နေ့ဒီ10ရက်နေ့ final ပဲ final ပြန်ရမှာပေါ့เนาะ final ပြန်ရမှာဆိုတော့အဲ့ဒါကျွန်တော် Facebook မှာလည်း share ထားပေးပါတယ်သူ့ကိုအားပေးကြပါလို့เนาะအားပေးတယ်ဆိုတော့ဒါကျွန်တော်တို့ကတော့အဓိကတော့စုရတာမရတာတဲ့ကျွန်တော်ဒီမြန်မာနိုင်ငံကနေကျွန်တော်ပို့ဆက်လည်းလွှတ်လိုက်ပြပေါ့နော်လွှတ်လိုက်ပြီးတော့ကျွန်တော်တို့ကအဓိကသူတို့ foreign exposure ပေါ့နော်အထွေထွေရအောင်ကျွန်တော်လွှတ်လိုက်တဲ့သဘောပါဘွဲကတော့နိုင်ငံကိုတာပြဖြစ်တဲ့အတွက်ကြောင့် အရေးတော့ကြီးတယ်ပေါ့နော်ပြောတော့ဟိုရောက်ရင်ကျွန်တော်တို့ကမြန်မာနိုင်ငံကိုသားပြဖြစ်တယ်ကျွန်တော်ရဲ့လောက်ကန်ပြောဆိုအပြုမူတွေကကျွန်တော်နိုင်ငံအတွက်အများကြီးကိုသားပြဖြစ်တယ်သူတရားလေးပြုတ်ပြည့်နေတယ်သူသွားလေးဖျက်ပြလိုက်သူအဲ့ဒါပြင်ထားတယ်လေသွားနောက်နှစ်ပတ်လောက်နေဖြုတ်သွားပြီဟုတ်ကဲ့အာအခုကျွန်တော်ပွဲအတွက်ဆိုရင်တော့အခုသူတို့ကဒီ international page မှာသူတို့ရဲ့ဒီ routine ဖြည့်တယ်ပေါ့နော် schedule ကိုသူကချပေးထားတယ်ပေါ့အဲ schedule အတိုင်းပဲကျွန်တော်တို့ကသူ video တွေတင်ပေးထားတယ်ကျွန်တော်အဲ့ဒါတွေပြန်ကြည့်ဖြစ်ပါတယ် ချောင်းထွေတူတော့အဓိကကတော့ဘယ်လိုလဲဒီမန်ဟန်ဆိုတာလေဟိုအခုကာမနည်းနည်းလေးမိမ့်မိန်သွားတာပေါ့နော်ကိုရင်တော့ကျွန်တော်ပေါ်တယ်လောက်တော့ဆိုဒီမန်ဟန်စုကိုရချင်တဲ့လူတွေအများကြီးပဲကျွန်တော်တော့မှပထမဝင်ပြန်ပြီးတော့ဒါပေမဲ့ ကျွန်တော်ကကိုယ့်ကိုသိတယ်ဒီလောက်ကြီးဟိုမဖြစ်နိုင်ဘူးဆိုတော့သူတို့ဝင်မပြိုင်ခဲ့တာကျွန်တော် model လုပ်တော့ဘာလို့ဆိုတော့သူက band ကအဓိကအရိုက်အမောင်းပဲ body ကိုဆွဲချအဓိကပေါ့နော်ကျွန်တော်တို့ကကျွန်တော် model လုပ်တဲ့အချိန်တုန်းကကျွန်တော်အဲ့လို body ကိုဟိုကြီးအောင်မကစားဘူးလေကစားရကြတော့ကျွန်တော်ဝင်မပြိုင်ခဲ့ဘူးကျွန်တော်တကယ်ချင်းချိုးရဆို band ဟန်ဝင်တာတပုံးရှိတယ်ကျွန်တော်ခစ်တော့ကတော့ဟို1995 96လောက်ကဆိုဒီ band ဟန်ဝင်တာ ဖြစ်ဖို့ပြန်မအများ crazy ဖြစ်ကြတာပေါ့နော်တကယ်ဟိုကဘာမှာဒီမန်ဟာဝင်တာဖြစ်ရင်အရန်ကိုခုံရှိတယ် Miss Universe တို့လိုပဲပေါ့နော် Miss Universe ဝင်တာယောက်ျားလေးတဲ့ပွဲထဲမှာတော့တော်တော်ကြီးတယ်ဒါပေမဲ့အခုအဲ့ပွဲ title holder ဖြစ်တဲ့ Mr. Alex ကတော့မရှိတော့ဘူးကျွန်တော်လည်းလည်းခင်ဗျကျွန်တော်သူ့ဆရာလည်းကျွန်တော်အဲ title တခုရဘူးတယ်ပေါ့နော် Face of the Year ဆိုတော့ title တခုရဘူးတယ်အဲ့ရဘူးတယ်ဆိုတော့ကျွန်တော်လည်းသူ့ရဲ့ title holder တယောက်အနေနဲ့ပေါ့နော်ကျွန်တော်တို့အဲ့စင်မှန်နေတော့ အာကျွန်တော်တို့လည်းပါဝင်ရှင်ပြိုင်ခဲ့ဘူးတာပေါ့နော်အချစ်ပြန်ခဲ့ဘူးတဲ့အချိန်မှာကျွန်တော် Face of the Year ဆိုတဲ့အဲ1992နဲ့ကျွန်တော်ရခဲ့ဘူးတဲ့ဖွဲတွေတုန်းကတော့ဒါဒီဗမာနိုင်ငံမှာတော့ဟိုဘာတိပေါ့နော်ကျွန်တော်ဟိုဥစ္စာနိုင်ငံသားမှာတကယ် quality ရှိတဲ့လူမှတကယ်စုရတယ် ဒီမှာလုံးဝတိုက်တယ်ဝယ်လို့ရတယ်လို့အဲဘာလို့မရှိဘူးကဲမှာကျွန်တော်ဒီမှာဆိုချိုးတွေ miss တွေ mr တွေပြိုင်နေတယ်လို့ဆိုကျွန်တော်ချိုးတွေဆိုနည်းနည်းခေါဝဝဘော်ဒီပြည့်နေတာတွေလည်းတွေ့ရတယ်ပေါ့နော်အဲ့ပြောကြတာလေကို့အတွက်အချိန်ကုန်မခံပါနဲ့ကို့အိမ်ထဲကထွက်လိုက်တာနဲ့တော့တိုက်စီကအပုံနေတာလေအဲ့တော့ကို့ကကို့ပြည့်မိမှပဲပြိုင်တာမျိုးပေါ့ကျွန်တော်ဆိုကျွန်တော်ကိုကျွန်တော်ကြီးလိုက်တယ်ငါမန်းဟန်သွားပြိုင်တော့ငါတတ်တော့ဆူရမှာမဟုတ်ဘူး face တော့လည်းကြီးကပြိုင်တော့ကြဒီ face တပိုင်းနေပေါ့နော်ပြိုင်ရတာအပြိုင်တော့ကြငါ face ကိုငါလှတယ်ဆိုပြီးငါယုံကြည်ပြီးတော့ပြိုင်တယ်အဲ့ဒီမှာ98ဒီဒီကောင်ကျွန်တော်ဆူရခဲ့ဘူးလေ เนาะเอ่อအဲ့လိုပေါ့တော့ကိုကိုရဲ့တန်တဲ့ဘက်ကိုရဲ့ယုံကြည်တဲ့ဘက်ကိုခြေခံပြီးတော့ပြန်မယ်ရှိုးဆိုပေါင်လုံးကြီးတုတ်တုတ်ကြီးနဲ့မစ်ဝင်ပြရတယ်เนาะခါတုတ်တုတ်ကြီးနဲ့ပြဝင်ပြန်တယ်အဲ့ဒါကိုတို့အချိန်ကုန်တာဖြစ်တယ်အင်းအထွက်တာနဲ့တိုက်စီကားကုန်မယ်အဲလမ်းမှာရေဝဲတောက်ရမယ်ထမင်းဝဲစားရမယ်เนาะအဲရီယာဆယ်သွားတဲ့ခါမှာအချိန်နေပေးရမယ်ဝတ်စုံနေချောရမယ်အဲ့အတွက်ဟိုဥစ္စာဖြစ်တယ်ကျွန်တော်ဒီတယောက်ဆိုလဲကျွန်တော်တို့ကပထမတော့ ကျွန်တော်တို့ agency ထဲမှာရှာကြည့်တာပေါ့နော်အရက်ကလည်းအနည်းဆုံး6ပေတော့ရှိရမယ်ဆိုတဲ့ပုံစံမျိုးပေါ့သူတို့က6ပေတော့ရှိရမယ် body structure လည်းကောင်းရမယ်အဲကျွန်တော်တို့ရှာကြည့်တဲ့အော်ကိုစာချုပ်ထဲရပဲကျွန်တော်ရွေးလိုက်တာပေါ့နော်အပြင်ကနေကျွန်တော်မခေါ်တော့ပဲ agency မှာစာချုပ်ချုပ်ထားတဲ့ quality ရှိတဲ့လူတွေရှိတယ်ဆိုတာဒါလည်းကျွန်တော်တို့ဒီဈေးကွက်ထဲမှာဒီမှာသူ့ကိုလွှတ်လိုက်ရင်တော့နေရာတင်နေရာတော့တော့ရလောက်မယ်ထင်ပြီးတော့ကျွန်တော်တို့တော့ပြရင်တော့နေရာတစ်ခုလောက်တော့ရမယ်ထင်ပြီးကျွန်တော်လွှတ်လိုက်တာပေါ့နော်ဒါပေမဲ့ဟိုမှာသူရဲ့စ조사မှုပေါ်မှာလည်းပူတည်သေးတာပေါ့နော်ကျွန်တော်ကကျတော့မန်ဟန့်ဆိုတာကျွန်တော်မြန်မာတိုင်းနိုင်ငံလုံးရဲ့ เนาะကိုယ်စလဲအနေနဲ့ဖြစ်နေတဲ့ကြောင့်ကျွန်တော်အနေနဲ့ CD driver ဆိုတော့ Vedu ရဲ့ CD driver ကိုကျွန်တော်လုပ်အောင်ကျွန်တော်ပါလေမန္တလေးရဲ့ CD driver ပြန်ရောက်စားအောင်ဒီနေ့ကြိုက်တဲ့တစ်ခုကိုတို့ယူလာတယ်ယူလာပြီးတော့ယူလာပြီးတော့မှ National driver ကနေပြီးတော့မှ CD driver ကိုပြန်ခွဲတာပေါ့နော်ခွဲဆိုတာဒါကတော့ဒါဒါနေတီးတီးမှတို့တော့ပြန်ဖို့အတွက်ကိုလူရွေးတာပေါ့ရွေးပြီးတော့မှအဲပြီးပြီးတော့ရန်ကုန်နောက်ပါ ပြီးတော့မှ City Director တွေတမျိုးအချင်းစီရတယ်အားလုံးပေါင်းပြီးတော့မှတကယ်ပွဲကြီးကျင်းပတဲ့ပုံစံမျိုးပေါ့နော်ကျွန်တော်လောဆောင်ကြတိုင်းမှာကျွန်တော်က100% effort ထည့်အတွက်ရတော့ကျွန်တော်ယုံကြည်ထားပါတယ်ကျွန်တော်အများတန်းအလုပ်နေကြတယ်ကျွန်တော်ဘယ်ကိစ္စမှမသိပြီးတော့ copy ပြရတော့မလုပ်ဖြစ်ဘူးအခုဒီပွဲကလည်းအကောင်းဆုံးလုပ်နိုင်ပါပါကျွန်တော် National Council တွေလည်းအများကြီးပြင်ဆင်ထားပါတယ်ကျွန်တော်ရဲ့30ကျော်ကြရတယ်အဲ့ဟာ330ကျော်ငါတော့မပေးနိုင်တော့ဘူးကျွန်တော်တော်တော်စီစီကျွန်တော်ကျင်းလာပါတယ်ဟုတ်ဟုတ်ကျွန်တော်အဲပရမ အဲဒီမြန်လက်မှတ်ကတော့ကျွန်တော်ဝယ်ပေးလိုက်တာပေါ့နော်အဲသွားပြန်ကျွန်တော်လုပ်ပေးရမယ်လို့တာဝန်ရှိတာအပြည့်ပြည့်တော့ဒီစက်ကော်ဆွန်းကြကျွန်တော်ပြောတောင်းတောင်းမဲလို့လဲဆိုသူသွားလုပ်လာတာသိသောသိသောဆိုတော့မဲပေါ့ကိုပဲစိုက်လိုက်တော့လို့ဘာလို့ဆိုတော့ပြမဟိုဟိုဒီလောက်ကြီးကြတော့လေကျွန်တော်တို့အဲ့လောက်ရင်းနေတာအညာရောလေဘာလို့လဲဆိုတော့ကျွန်တော်တို့မှာတခြားကိစ္စတွေလည်းအများကြီးတော့ရမယ်ပတ်စံတွေရှိသေးတာဟုတ်တယ်ဟုတ်ကျွန်တော်အဲ့ဘန်ကောက်မှာရှိနေပါကျွန်တော်အခု16ရက်နေဆိုကျွန်တော်ကဘန်ကောက်ပြန်တော့မှာ เนาะကျွန်တော်ပွဲတွေတော်တော်များများပြီးပြီအဲဒီလားအတွက်ပွဲလည်းပြီးပြီဆိုတော့ကျွန်တော်16ရက်နေ့ဆိုကျွန်တော်ဘန်ကောက်မှာပြန်မယ်ကျွန်တော်အဲ့မှာဘန်ကောက်မှာ AC နေဆိုတော့အဲ့ချိန်ပူလာတဲ့ချိန်တော့ကျွန်တော်ရှိမှာပေါ့နော်ဒါပေမဲ့ကျွန်တော်အဲ့ပွဲတော့ final အားတော့ကျွန်တော် join ပြစ်မယ်လို့ထင်တယ်အဲ့ဆိုအဲ့ဒီကလုတ်တဲ့ဟိုဥစ္စာပေါ့နော်ဒီအခု Mr. LSU ကနေတစ်စိပြောင်းတဲ့ Mr. Rosco နဲ့ကကျွန်တော်နဲ့အရန်ခင်တယ်သူကလည်းလာခဲ့ပါကြွခဲ့ပါဆိုတော့ကျွန်တော်လည်းသွား join ပြစ်မယ်လို့ထင်ပါတယ်ဒါတေချာတော့မသိသေးဘူးပေါ့နော်ကျွန်တော်99%လောက်ရှိတယ် ကျွန်တော်ထင်တာတော့1 to 10လောက်ထဲတော့ဝင်လောက်မယ်လို့ထင်တယ်ကျွန်တော်ကျွန်တော်လည်းလို့ခံမလို့မရပါဘူးဘယ်လိုပြောရမလဲအချင်းနေအကြောင်းမျိုးကြောင့် accident case ဆိုတာရှိနိုင်တာဟုတ်တယ်ဒါကတော့ပြောပြလို့မရဘူးဒါပေမဲ့ကျွန်တော်ကတော့အကောင်းဆုံးလုပ်မှာပါအဲ့ဒါပဲကျွန်တော်ပရိသတ်တွေအနေနဲ့လည်းပေါ့နော်ကျွန်တော် star set model international အဲကားနေပြီးတော့ဆေလွတ်တဲ့ဒီ yukan ပေါ့နော်ဒီ model ကိုလည်းဝိုင်းပြီးတော့အားပေးကြပါအောင်လို့ကျွန်တော်ပြောချင်ပါတယ်ကျွန်တော်တို့လည်း အာဒါဖြစ်နိုင်မယ်ထင်လို့ပေါ့နော် ကျွန်တော်ကလွတ်ဆေလွတ်ပေးတာအဲ့ဒါကိုလည်းအဲဟိုမှာအပြိုင်နေတဲ့အချိန်မှာလည်းသူ့ရဲ့ပုံရိပ်တွေကိုကျွန်တော်ဒီမန်ဟတ်မြန်မာ page တွေရောမန်ဟတ် international page တွေရောကျွန်တော်တို့ Facebook တွေကလည်းအချိန်နဲ့တပြေးညီတက်သွားပေးပါမယ်အဲ့ဒါတွေကိုလည်းအားပေးကြပါအောင်လို့ပြောချင်ပါတယ်။အများကြီးတော့ပြောကြမှာပြပါဦးကျွန်တော်ပြောပြအောင်ဆက်မှန်တဲ့ရာဆိုတော့နှလုံးသားတွေကလာတယ်အားဒီကျွန်တော်ဒီပြိုင်ပွဲကိုကျွန်တော်ရဲ့နှလုံးသားနဲ့ရှင်မြန်သွားပါပါကျေးဇူးတင်ပါတယ်